တရုတ်တမရရှိခြင်းဖြင့်အာရှပစိဖဲ Economic Cooperation APEC ထိပ်သီးစည်းဝေးတွင်တောင်ကိုရီးယားကိုရောက်လာတဲ့အပေါ်စန့်ကျင်မှုဆန္ဒပြသူတွေဟာဗိုလ်တော်တွေကကြောင်းကျူမှစုယုံခဲ့ကြပါတယ်။ဒီဆန္ဒပြပွဲကို Free University ကစီစဉ်ခဲ့တာဖြစ်ပြီးဆန္ဒပြသူတွေဟာတရုတ် Communist Party CCP ကိုစန့်ကျင်တဲ့အနေနဲ့ရှီကိုထွက်သွားဖို့ကြွေးကြော်တဲ့ခြိတက်ခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒပြပွဲဥဆောင်သူတအုပ်ဖြစ်တဲ့ဆင်ချင်းအောင် တောင်ကိုရီးယားပြည်သူတွေဟာ community ဝါဒထက်အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးကိုရေရှည်ခိုင်မာလို့ပေမဲ့အမေရိကန်ကိုတော့အယုံကြည်မရှိကြောင်းပြောကြားခဲ့ပါတယ်။အချိန်ထဲမှာပဲယာနဲ့ချီတဲ့ကုံတွယ်ကြီးတက်မကအဖွဲ့ဝင်တွေဟာ APEC ထိပ်သီးအစည်းအဝေးကျင်းပရာနေရာအနီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စီးပွားရေးမူဝါဒတွေကိုဆက်ကျင်ဖို့စုဝေးချီတက်ခဲ့ကြပါတယ်။ကိုရီးယားကုံတွယ်ကြီးတက်မကများအဖွဲ့ချုပ်အောက်ခရာယောင်ချန်းစုက ထရန့်ရဲ့ခီးစဉ်ဟာတောင်ကိုရီးယားအပေါ်အမေရိကန်ကအခွန်တိုးမြင့်ကောက်ခံတဲ့အပေါ်မှာလက်ခံမှုဖိအားပေးလာတဲ့ခီးစဉ်ဖြစ်တယ်လို့ပြောခဲ့ပါဗျ။ဇူလိုင်လနောက်ပိုင်းကသဘောတူညီချက်တစ်ခုမှလည်းတောင်ကိုရီးယားအမေရိကန်ရဲ့အခွန်ရှော့ပေါ့ခွင့်ရဖို့အမေရိကန်မှာ350ဘီလီယံယင်းနှိမ့်နှံမှုအသစ်တွေလောက်ရမယ်လို့ပါရှိထားပါဗျ။